နိုင်ငံတော်ကြီးညိုပြက်စင်မှုပုံမှန်95ခါခွေနဲ့တရားစွဲဆိုခံထားရတဲ့တက္ကသကျောင်းသားကောင်းဆောင်ကိုစီရလွင်နဲ့ကိုပိုင်ရဲ့သူတို့ကိုအော်တိုဘာလ6ရက်နေ့ကဗဘဲတမ်းမြို့နယ်တရားရုံးမှာရုတ်ထုတ်ခဲ့ပါတယ်။ ဒီရုံးချိန်မှာတေလိုပြတက်တွေကိုဆက်လက်စစ်ဆေးဖို့ပြုလုပ်ခဲ့ပေမဲ့တရားသူကြီးမှနေပြည်တော်မှာစောင့်ဘွဲသွားရောက်ဖြစ်ဆုံနေတာကြောင့်တရားရုံးတော်ကိုမလာရောက်တဲ့အတွက်အမှုကိုမစစ်ဆေးဘဲချုပ်ရဲဂျမန်ယူကအော်တိုဘာလ20ရက်နေ့ကိုရုံးချိန်ပြန်လည်ချိန်ဆခဲ့ပါတယ်။အဲ့ဒီမှုကိုစစ်ဆေးနေတာဟာ3လခန့်ရှိပြီဖြစ်ပြီးတေလိုကိုစစ်ဆေးပြီးဖြစ်ပါတယ်။လက်ရှိမှာတော့တေလိုပြတက်တွေကိုဆက်လက်စစ်ဆေးလျက်ရှိပါတယ်။အဲ့ဒီမှုအတွက်တေလိုအပါအဝင်တေလိုပြတက်တွေ၅ဦးတင်သွင်းထားပါတယ်။တက္ကသကျောင်းသားခေါင်းဆောင်2ဦးဖြစ်တဲ့ကိုစရာလွင်နဲ့ကိုပိုင်ရဲတို့ဟာ ဇွန်လ30ရက်နေ့ကရန်ကုန်မြို့တိန်ကြီးစေးအနီးကနေမြို့တော်ခမ်းမရှိအထိ2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလွှတ်တော်တွင်ရှိတက်မတော်သားကိုယ်စားလှယ်များထွက်သွားပြီးဆန္ဒပြခဲ့တာကြောင့်တပည့်ရန်မြို့နယ်အုပ်ချုပ်ရေးမှူးကတရားလိုပြုလုပ်ပြီးတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။အဲဒီဆန္ဒပြမှုဟာလွှတ်တော်တွင်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရမှာအရေးကြီးပုံမှန်ချုပ်ကိုမပြင်ဆင်နိုင်ခဲ့တာကြောင့်တာဂတ်တကျောင်းသားတွေနဲ့ပြည်သူတွေပူးပေါင်းပြီးဆန္ဒပြခဲ့တာဖြစ်ပါတယ်။ နေစဉ်ထူးခြားတဲ့သတင်းတွေကိုချိန်ညက်တပြင်းညီတင်ဆက်ပေးနေတဲ့ Level Up TV ရဲ့သတင်းစီစဉ်ပုံမှန်ဆက်ကိုပုံမှန်ဆက်ချစ်တို့နဲ့တရားဆွဲဆိုခံခဲ့ရတာဖြစ်ပြီးအခုလိုထောင်နံတွေချမှတ်ခံခဲ့ရတာဖြစ်ပါတယ်တရားတွင်ထူးခြားသတင်းတွေကိုစူးစီးတင်ပြတဲ့ Level Up TV ရဲ့နေစဉ်သတင်းစီစဉ်ဒီနေ့လာနေမှာတော့ Facebook လူမှုကွန်ရက်တွေမှာလူကြိုက်များနေတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ Facebook Tiger ဒုက္ခသန်စီစဉ် တပတ်တွင်းကျင်းပခဲ့တဲ့ခန္ဓာစီစဉ်တွေလှုပ်ရှားမှုအကြောင်းအရာတွေကို တင်ဆက်ပေးနေတဲ့ Inside မြန်မာရုပ်သံစီစဉ်ကိုတော့အင်ကာနေ့မှာတင်ဆက်ပေးနေပါတယ်။ဘုဒ္ဓဟူးနေ့မှာတော့ထင်ရှားတဲ့ပုံကိုယ်တွေအမှုပညာရှင်တွေနေပယ်တခုမှကျွမ်းကျင်တဲ့သူတွေရဲ့အကြောင်းကိုမင်းမြန်းတင်ဆက်ပေးနေတဲ့မိသက်ပါဆန်ရုပ်သံစီစဉ်။နောက်ဆုံးပေါ်ဤပညာတွေကိုတင်ဆက်ပေးနေတဲ့ Beyond Technology နဲ့ Public Voice ရုပ်သံစီစဉ်ကိုတော့ကြာလာပရင်းနေမှာကြည့်ရှုရမှာပါ။ ောက်ကြနေမှာတော့ဂျပန်တွင်းဖြစ်ပွားခဲ့တဲ့မူကင်းဖြစ်ရပ်တွေကိုတုံ့သက်တင်ပြပေးနေတဲ့ Crime Report ရုပ်သံအစီအစဉ်တနင်္လာရက်ဂျပန်တွင်းဘောလုံးပွဲပွဲစဉ်တွေကြောင်းကျယ်ပြန့်စွာတုံ့သက်တင်ပြထားတဲ့ Football Talk Show ရုပ်သံအစီအစဉ်နဲ့နောက်ပတ်တဲ့ဂျေးစနေနေ့မှာတင်ဆက်မယ့်ရုပ်သံသတင်းမှတ်တမ်းအစီအစဉ် ပြည်တွင်းမှာလက်လောဖြစ်ပေါ်နေတဲ့အကြောင်းအရာ တွေကိုသက်ဆိုင်ရာကြွမ်းကျင်သူတွေနဲ့နိုင်နိုင်ချွတ်ချွတ်မေးမြန်းထားတဲ့ exclusive interview ရုပ်သံအစီအစဉ်နဲ့လာမယ့်ရွေးကောက်ပွဲမှာမဲပေးကြမဲ့သူတွေအတွက်မဲပညာပေးအစီအစဉ်ဖြစ်တဲ့ election top ရုပ်သံအစီအစဉ်တွေကိုတနင်္ဂနွေနေ့မှာကြီးရှုနိုင်ပါတယ်အကြောင်းအရာစုံလင်လာတဲ့ရုပ်သံအစည်းအဝေးပြင်ထူးခြားဆန်းသပြီးရသမျိုးစုံတင်ဆက်ပေးမဲ့ရုပ်သံအစည်းအဝေးကောင်းများစွာကို 11web TV ကဆက်လက်တင်ဆက်သွားဖို့ရှိပါတယ်